Okay အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နေဝင်အောင်ပါဒီခါ sharing လုပ်ပြီးသွားချင်တာကတော့ကျွန်တော် Microsoft Excel ထဲမှာအသုံးပြုတဲ့ formula လေးတစ်ခုကိုကျွန်တော် sharing လုပ်ပြီးသွားချင်ပါတယ် Okay အဲ့တော့ဒီ Excel ထဲမှာကျွန်တော်အသုံးပြုတဲ့ကျွန်တော်လတလရေပေါ့နော်လတလရေရက်ဒီအလိုက်ကိုဘယ်ရက်ကဘာနေလဲဘယ်ရက်ကဘာနေလဲဆိုတာကိုကျွန်တော်တို့တွေ့ကြည့်ပါမယ်ဒါလေးတွေ့ဖို့ရအတွက်ကိုကျွန်တော် test function လေးကိုသုံးမှာဖြစ်ပါတယ် test function လေးသုံးမယ်ပေါ့နော် အခုကကျွန်တော်ဒီဇင်ဘာဆိုတော့ကျွန်တော်ဒီဇင်ဘာလကိုတွက်ကြည့်မယ်နော်ဒီဇင်ဘာလကိုကျွန်တော်တို့ test function လေးသုံးပြီးတော့တွက်ကြည့်လိုက်မယ်အဲဒီဒီဇင်ဘာလကျွန်တော်တရက်နေ့ရက်ပါနေ့နေ့ရက်နေ့ရက်ပါနေ့ပေါ့နော်၃ရက်နေ့ရက်ပါနေ့ဆိုတာကိုကျွန်တော်ဒီ test function လေးနဲ့ကျွန်တော်တို့တွက်လိုက်ရင်အားလုံးလတ်တလာကိုသိပါတယ်နော်ဘယ်လအနေနဲ့ပေါ့နော်အဲ့တော့ကျွန်တော်ဒီအခုဒီဇင်ဘာလဆိုတော့ကျွန်တော်ဒီဒီဇင်ဘာကိုပဲကျွန်တော်တွက်ကြည့်လိုက်မယ်နော် 12လပိုင်းတရက်19ပေါ့နော်12လပိုင်းတရက်19 okay တရက်ဒီဇင်ဘာ2019 okay အဲ့တော့ကျွန်တော်ဒီမှာ30တရက်ထိကျွန်တော်ဆွဲကြည့်လိုက်မယ် okay 30တရက်နေ့ထိပေါ့နော်ဒီဇင်ဘာ31ထိကျွန်တော်ဆွဲလိုက်ပြီ okay ဆွဲလိုက်ပြီဆိုရင်ကျွန်တော်ကဟုတ်ကဲ့ရှင်းရှင်းလင်းလင်းကျွန်တော်မြင်လို့ရအောင်ဒီဘက်မှာရွှေ့လိုက်မယ်နော်။ Okay အဲ့တော့ကျွန်တော် ကျွန်တော်သုံးပြမှာကျွန်တော်တက်ဖန်ရှင်လေးပေါ့နော်တက်ဖန်ရှင်โอเคတက်အဲဒီတက်ဖန်ရှင်လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်သုံးပြီးတော့ဒီမှာတရက်နှစ်ရက်အော် sorry ဒီမှာအဲဒီလိုမျိုးတွေကျွန်တော်တို့ကနော်မှတ်ခါဒီမှာကျွန်တော်ရှက်ပုံတွေပေါ်နေနော်ဒီဒီပုံတွေကဘာကြောင့်ပေါ်တာလဲဆိုတော့ဒီအကွက်ကကျင်းနေလို့နော်ကျွန်တော်ဒီ column ရဲ့အကွက်ကကျွန်တော်ကျင်းနေလို့မဆန့်လို့ပါမဆန့်လို့တာဒီလိုမျိုးဖြစ်နေရပါတော့နော်တကယ်လို့အဲ့လိုကြုံတွေ့ခဲ့ရင်ပေါ့နော် ဲ့တော့နည်းနည်းချက်ပြီးလိုက်ရင်သူကမဆန့်လို့ပေါ့နော်အဲ့လိုဖြစ်နေမှာโอเคအဲ့တော့ကျွန်တော်တွက်ကြည့်မယ်နော်တွက်ကြည့်မယ်ဆိုကျွန်တော်ဒီမှာပရမဆုံးဒီဒီတက်ကနေပြီးတော့ကျွန်တော်စတွက်လိုက်မယ်နော်တွက်မယ်ဆိုရင်ကျွန်တော်ဒီမှာ formula လေးကြည့်မယ်ဒီများချင်း DE HD โอเคအဲ့ဒီမှာကျွန်တော်ဒီမှာဒီမှာလည်းထည့်မယ်ဒီခွင်းစာလေးထည့်ပြီးဆိုတာနဲ့ကျွန်တော်ဒီ area အားလုံးကိုကျွန်တော်ဆက်လက်မှတ်မယ် ါဒါတော့ကိုတွက်ချင်တဲ့လာပေါ့နော်ကိုတွက်ချင်တဲ့လာကိုဒိတ်အားလုံးရေးချလိုက်ပါတလာလုံးပေါ့နော်တလာလုံးကိုရေးချလိုက်ပါရေးချပြီးတော့မှကျွန်တော်တို့ဒီ test function လေးသုံးပြီးတော့ဒီလတ်တလာရဲ့ဒီနေ့အလိုက်ဒီပေါ့နော်သူတို့ရဲ့ဟိုတရက်နေ့ရက်ပါနေလဲနေ့ရက်နေ့ရက်ပါနေလဲဆိုတာကိုဒီ test function လေးနဲ့ကျွန်တော်တို့ကလိုက်ပြီးရှာလို့ရပါတယ်ပေါ့နော်အဲကျွန်တော်ရှာပြမယ်အဲဒီလိုကျွန်တော်တို့ကဟိုဒီက slip မှတ်ပြီးသွားပြီဆိုရင်ဒီမှာ ်ကွန်မာလေးခံပြီးတော့ကျွန်တော်ဒေဘယ်ကုတ်လေးခံမယ်ဒေဘယ်ကုတ်ထဲမှာကျွန်တော်ဗားထည့်မလဲဆိုတော့ဒီသုံးလုံးရိုက်ထည့်မယ်ဒီဒီဒီအဲဒီသုံးလုံးရိုက်ထည့်မယ်ပေါ့နော်ဒီသုံးလုံးရိုက်ထည့်ပြီးတော့ဒီမှာအဲဟိုဒီကျွန်တော်ဒေဘယ်ကုတ်လေးပိတ်ပြီးတော့ဒီမှာကွန်ဒီကွင်းစာလေးပိတ်လိုက်ပေါ့နော်ကွင်းစာလေးပိတ်ပြီးဆိုရင်အင်တာကိုခောက်မယ်โอเคဒီတည့်ရက်ဒီဇင်ဘာတည့်ရက်နေ့ကတော့ကျွန်တော်တို့ Sunday နေ့ဖြစ်ပါတယ်တဲ့ဒီဇင်ဘာတည့်ရက်နေ့က Sunday နေ့ပေါ့နော်အဲ့ဒါဟုတ်လားဆိုတော့ ဟိုမှန်လားမမှန်လားဆိုတာတော့ကျွန်တော်တို့ဒီကလင်ဒါထဲမှာပြန်ကြည့်ကြည့်လိုက်ပါတော့မှန်လားမမှန်လားဆိုတော့ပါတော့အဲ့တော့ဒီရက်ဒီအားလုံးကိုကျွန်တော် auto filling နဲ့ဆွဲချမယ်ဆွဲတော့အောက်ကိုဟုတ်အဲ့ဒီဘက်ကအကွက်ကကွင်းနေတယ် Okay အဲ့တော့ဒီမှာတရက်နေရတနင်္ဂနွေနေ့ပေါ့နော်ဒီမှာနှစ်ရက်နေ့မှာဒီမှာနှစ်ရက်နေ့ကတနင်္လာသုံးရက်နေ့ကအင်္ဂါလေးရက်နေ့ကဗုဒ္ဓဟူးပေါ့နော်၅ရက်နေ့က ကြာတာပါလေ6ရက်နေရတောက်ကြပါတဲ့ဒီနေ့တောက်ကြပါဘောနော်ဒီနေ့6ရက်နေဆိုတော့တောက်ကြနေပါမနေ့ပြန်စနေပေါ့နော်9ရက်နေဆိုတော့အဲဒီလိုကျွန်တော်တို့ဒီ tab function လေးကိုသုံးပြီးတော့လအောင်လဲအလိုတွက်လို့ရပါတယ်ကျွန်တော်နောက်ထပ်တလကျွန်တော်ထပ်တွက်ပြပါမယ်နောက်ထပ်တလကိုဘယ်လကျွန်တော်တွက်မလဲဆိုတော့ဘယ်လတွက်မလဲဆိုတော့ကျွန်တော် ဟိုဘက်2020ထဲမှာတော့တွေ့လို့အဆင်မပြေတော့ဘူးလို့အဲကျွန်တော်ဒီ2019တွေရပဲတွေ့ကြည့်မယ်နော်နောက်ထပ်တလားပေါ့နော်နောက်ထပ်တလားဆိုတော့တရက်တလားထဲမှာတွေ့ကြည့်ရမယ်ဆက်တလားပိုင်းနဲ့ကျွန်တော်တွေ့ကြည့်ရမယ်နော်ဆက်တတရက်စကူโอเคဒီဟာဆက်တလားပိုင်း တရက်19ဆိုတာကျွန်တော်ဒီမှာဒီကျွန်တော်ကွန်ပျူတာထဲမှာရှိတဲ့ date တိုင်းပဲသူကရေးလို့ရတယ်ပေါ့နော်တကယ်လို့ပြောင်းနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ format set ထဲမှာဝင်ပြီးတော့မှကျွန်တော်ပြောင်းလို့ရပါတယ်ဒီကကျွန်တော် format set ထဲမှာပြောင်းမိသားရှိလို့ဒီတိုင်းဒီစင်မှာပေါ့နော်တရက်ဒီစင်မှာ19ဆိုတာပေါ်တာပါတော့တော့ဒီကမပြောင်းတော့ပါဘူးမပြောင်းတော့ဘူးပေါ့နော်ဒီကျွန်တော်ကွန်ပျူတာထဲကဒီ date တိုင်းပဲကျွန်တော်ထည့်လိုက်တော့မယ်ကျွန်တော်ကွန်ပျူတာထဲမှာဒီမှာလရက်နှစ်ပေါ့နော် ဒီမှာလဲကျွန်တော်ဒီ layer နှစ် layer နှစ်တိုင်းပဲကျွန်တော်ထားလိုက်တော့မယ်ပေါ့နော် sorry okay เนาะဒီမှာ layer နှစ်ပေါ့နော်ဆက်တလာပါရင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီ tab function လေးနဲ့ပဲဒီညမှာ ထပ်တွက်ပြမယ်နော်ဖော်မြူလာရေးမယ်အဲဖော်မြူလာရေးမယ်ပေါ့နော်ညီမြချင်း PAT ဒီအဲ့မှာမကျွန်တော်တို့ဆက်လက်ပေးမယ်ဆက်လက်ပေးပြီဆိုတာနဲ့ဒီမှာကော်မာလေးခံမယ်ဒေဗယ်ကုတ်နဲ့ဒီသုံးလုံးရိုက်ထိုင်မယ်ပေါ့နော်ဒီရိုက်ထိုင်မယ်ဒေဗယ်ကုတ်ပိတ်မယ်ဒီမှာဂွန်းမိတ်လေးခံပြီးအင်တာကိုခောက်မယ် အဲ17လပိုင်း10ရက်နေ့ကကျွန်တော်တောက်ကြနေပါတဲ့အောက်ကိုဆွဲချမယ်ဟုတ်ပြီ10ရက်နေ့ကတောက်ကြနေပါတဲ့ဒီမှာ2ရက်နေ့က17လပိုင်း2ရက်နေ့ကကျွန်တော်တို့စနေနေ့ပါတဲ့3ရက်နေ့ကတနင်္ဂနွေနေ့ပေါ့နော်အဲကျွန်တော်ဒီမှာကြည့်ကြည့်မယ်ကျွန်တော်ဖုန်းထဲမှာဆိုရင်ဒီမှာအဲဒီဇင်ဘာကြည့်မယ်ဒီဇင်ဘာဆိုရင်လည်း10ရက်နေ့ကတနင်္ဂနွေနေ့ဟုတ်ပါတယ်2ရက်နေ့ကတနင်္လာနေ့ပေါ့နော်ဟုတ်ပါတယ် အဲတရက်နေ့ရတောက်ကြံနေဟုတ်ပါတယ်17လပိုင်းပါเนาะ2ရက်နေ့ရတော့စနေနေ့ပေါ့เนาะဖုန်းထဲမှာလဲကလင်တာထဲမှာလဲမှန်ပါတယ်โอเคအဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ဒီ tab function လေးကိုသုံးပြီးတော့လားတလားရကျွန်တော်နေ့တွေကိုလိုက်ရှာတာပေါ့เนาะဒီဘယ်ရက်မှာဘယ်နေ့ကြာလဲဘယ်ရက်မှာဘယ်နေ့ကြာလဲဆိုတော့ကျွန်တော်ရှာတာဖြစ်ပါတယ်အဲ့ဆိုတော့မိတ်ဆွေတွေလည်းအဆင်ပြေပဲလို့ထင်ပါတယ်ခင်ဗျာဒီဒီ tab function လေးကိုအသုံးပြုရတာလဲလွယ်တကူနဲ့ကောင်းကောင်းနားလည်နိုင်မယ်လို့လည်းကျွန်တော်ထင်ပါတယ်ခင်ဗျာ ။အဲ့ဆိုတော့မိတ်ဆွေတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကြည့်ပြီးတဲ့မိတ်ဆွေတွေရောကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးထားတဲ့မိတ်ဆွေတွေရောတယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုလေးလာပါဦးမယ်။အဲ့ဒီဒီသင်ခန်းစာဗီဒီယိုလေးတွေကိုလည်းဆက်လက်ပြီးအားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။အဲဒါဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။စိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့လူရဆန္ဒများပြည့်ဝကြပါစေဗျာ။ လာမဲ့ကျွန်တော်တို့နှစ်သစ်မှာလည်းပျော်ရွှင်ခြင်းများစွာနဲ့ဒီမှချက်ပန်းနိုင်နေကိုအများဆုံးတက်လှမ်းနိုင်တဲ့သူတွေဖြစ်ကြပါသေးလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးများတင်ပါတယ်